စ်အေးထက်အတွဲခေါ်ယူဆတွေပြန်ပြီးခေါင်းထောင်လာနေတာကိုကဘာကြီးအနေနဲ့သတိထားဖို့လိုတယ်လို့တရုတ်အစိုးရကကုလသမဂ္ဂညီလာခံမှာပြောကြားသွားပါတယ်။စက်တင်ဘာ26ရက်နေ့ကနယူးယောက်မှာရှိတဲ့ကုလသမဂ္ဂဌာနချုပ်မှာတရုတ်ဝန်ကြီးချုပ်လီကျန်းကမေခွန်းပြောကြားခဲ့တာဖြစ်ပြီးအမေရိကန်ကိုအတော်လေးတွယ်တွယ်ဝဝိုက်ထိုးနှက်ဝေဖန်သွားပါတယ်။လီကအမေရိကန်သမ္မတဒေါ်နယ်ထရမ့်ကိုဓာတ်ရိုက်နမည်မသက်ပေမဲ့လေထရမ့်လက်ထက်မှာကမ္ဘာကြီးဟာကမောက်ကမအခြေအနေတွေဖြစ်ပေါ်လာပြီး တရုတ်ကတော့ကမ္ဘာတည်ငြိမ်ရေးကိုစ조사ကာကွယ်ပေးနေသူဆိုတာမျိုးပုံဖော်ပြောဆိုသွားခဲ့တာပါကမ္ဘာကြီးဟာလှလောက်ခက်ခက်အပြောင်းလဲတွေကိုကြုံတွေ့နေရတဲ့ကာလအပိုင်းခြားသူကိုဖျက်ဆီးနေကြောင်းတစ်ဖက်သက်အသာစီးယူလိုမှုနဲ့အစ်အေးခဲအတွေးခေါ်တွေကတကြောပြန်နှုတ်ထလာနိုင်ကြောင်းလွန်ခဲ့တဲ့နှစ်ပေါင်း80လုံးလုံး조사တိဆောက်ယူလာခဲ့တဲ့နိုင်ငံတကာစီးမြေဥပဒေတွေဟာအခုဆိုရင်အကြီးအကျယ်စိန်ခေါ်မှုတွေကြုံနေရတယ်လို့တချိန်ကအထီးရောက်အားကောင်းခဲ့တဲ့ နိုင်ငံတကာစနစ်တွေဟာလည်းဇက်တိုက်နောက်ရှက်ခံနေရကြောင်းလေကပြောပါတယ်မြန်မာကာလမှာတော့လူသားမျိုးနွယ်စုအတွက်အရေးပါတဲ့လမ်းဆုံးလမ်းကွာတစ်ခုစီနောက်တစ်ကြိမ်ထပ်ရောက်နေပြန်ကြောင်းလည်းသူကဆိုပါတယ်သူကနိုင်ငံတွေအချင်းချင်းကုန်သွယ်မှုမှာဒွင်းကုန်ခွန်တွေမြင့်တင်တက်မှတ်တဲ့လှုပ်ဆောင်ချက်တွေကိုလည်းရှုတ်ချသွားပါတယ်အတိလိုအခွန်တွင်းမြင့်တာဟာအမေရိကန်မှာ Trump တမလဖြစ်လာခြင်းကတည်းကတရုတ်နဲ့တခြားကုန်သွယ်ဖက်နိုင်ငံတွေအပေါ်ကုန်သွယ်ရေးဆိုင်ရာညှိနှိုင်းမှုတွေမှာ အသာစီးရနိုင်အောင်တွင်တွင်ကြဲကြဲအသုံးပြုနေတဲ့နိလန်းလေးဖြစ်ပါတယ်။တရုတ်ဟာကမ္ဘာကြီးအတွက်တကားကြဲကြဲဖွင့်ပေးထားရင်ကုလသမဂ္ဂရဲ့အစံတမိုးတွေကိုတည်မြဲခိုင်မာအောင်ဆောက်ရှောက်ဖို့တကမ္ဘာလုံးနဲ့တူလက်တွဲအလုပ်လုပ်နိုင်ရေးမျှော်လင့်ထားပါကြောင်းလဲဒီကပြောကြားသွားခဲ့ပါတယ်။တရုတ်ရဲ့ခါတိပြိုင်ပွဲဖြစ်တဲ့အမေရိကန်မှာတော့ထရမ့်သမ္မတဖြစ်လာခြင်းကလေးကနိုင်ငံတကာညှိနှိုင်းဆောင်ရွက်မှုတွေကနေပိုမိုဖဲခွာလာပြီးအမေရိကန်ရဲ့အင်အားကိုပဲတိုက်ရိုက်အသုံးပြုပြီးပြည်ထောင်စုတွေကိုဖြည့်ရှင်းတဲ့လမ်းစဉ်မျိုးစီကို तिथि त कुव्याउने भाइस